ဒီနေ့မှာမန်ချက်စတာယူနိုက်တက်အားဖြည့်ပွဲရှိနေတဲ့နေရာတွေနဲ့ပြစ်မှတ်ကစားသမားများအိရရိုဘင်အမိုရီဟာသူ့ရဲ့ပထမဆုံးနေရာဒီပြောင်းရွှေ့ဈေးကွက်ကိုဖြတ်တန်းရတော့မှာဖြစ်ပြီးသူ့ရဲ့ပြစ်မှတ်တွေထဲမှာနာမည်ကြီးကစားသမား9ဦးထိပါဝင်နေပါတယ်ပရီးမီးယားလိရဲ့ PSR ကြောင့်တရင်းတွေအနေနဲ့လာမယ့်နေရာဒီမှာကြီးမားတဲ့ငွေကြေးသုံးဆွဲမှုတွေပြုလုပ်ဖို့အကန့်အသတ်ရှိလာနိုင်ပေမဲ့ကစားသမားတွေခေါ်ယူမှုချို့ကိုတော့ပြုလုပ်နိုင်အောင်မယ်လို့မျှော်မှန်းခြင်းခံထားရပါတယ်ကိုသမားနဲ့ဘိုဟိုခန်းစီရဲ့အိရရိုဘင်အမိုရီကကိုသမားနေရာမှာကိုသမားအိုနာနာကိုပဲယုံကြည်မှုစက်ပေးထားပုံပေါ်ပြီးအခြားနေရာတွေကစိုးရိမ်စရာတွေကြောင့် ကိုသမားတစ်ထွက်ခေါ်ပွဲမရှိပါဘူးအနည်းဆုံးဘိုးကန်းစီကသံသမားတို့ထွက်ခေါ်မယ်ဆိုရင်ဘုံမနောက်ကလူဒင်းဝိုင်ဆန်နဲ့တတိနေထွက်နေပြီးသူ့ရဲ့အတက်ရွယ်နဲ့ရီချင်းကအန်ကိုက်နိုင်ပါတယ်ဒါပေမဲ့ဒီနောက်ကလူကိုရီယယ်မက်ဒရစ်အသင်းနဲ့အပြိုင်ခွင့်ယူရနိုင်ခြေရှိပါတယ်နောက်ခံတောင်မန်နဲ့ကွင်းလေဒေါကူကဘယ်နောက်ကနေရာမှာလေးလေးမြဲမြဲအသားချသွားပါပြီဒါလောက်ကလည်းညာနောက်ခံနေရာမှာဆင်ပြေနေတာကြောင့်ရှိပီသားလူနဲ့ပဲဆက်မင်းနေရာတော့မှာဖြစ်ပါတယ်ကွင်းလေမှာတော့ခြေစံကောင်းနေပြတ်တနေတဲ့မိုင်းနုကိုဆက်ရှိနေအောင်စီးယုံနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါဒါပေမဲ့အိုကာတီနဲ့တွဲကစားဖို့တွဲပက်လို့နေပြီး ရင်းနှီးမှသတင်းထုတ်ခဲ့မှုတဲ့အတ္တလန္နာဂျယ်ပွင့်အီတာဆန်ကအဖြေဖြစ်လာနိုင်ခြေရှိပါတယ်။တိုက်စစ်လာမယ့်ရာသီယူလိုက်တဲ့တိုက်စစ်ကိုဘယ်သူကဥဆောင်မလဲဆိုတဲ့မေးခွန်းတွေရှိနေခဲ့ပြီးတရက်နေတွေရဲ့တိုက်စစ်ပြင်းမှန်၅ဦးထဲမှာပီတာရိုကရက်ဒီလက်ဘတ်ဂျမင်ဆက်ကိုအခီတိုက်တို့ပါဝင်နေတာဖြစ်ပါတယ်။အထူးသဖြင့်နာပိုလီကခွိုင်လန်းနဲ့အိုစီမန်ကိုလဲထက်လှုပ်ဖို့ကြိုးပမ်းလာမယ်ဆိုရင်မယူနိုက်တက်အတွက်ငွေကြေးအကုန်ကြတတ်တာနိုင်ပြီးအခြားနေရာတွေအတွက်ငွေ၃၀နိုင်မှာဖြစ်ပါတယ်။အိုစီမန်ဟာ2020-2023ရာသီမှာစီးရီးအရာထိပ်တန်းကိုသွင်းရှင်ဖြစ်ခဲ့ပြီး ဒီရဒီကလာတာစတိမှာငှားနဲ့တွားရောက်ကစားနေရင်လေ90တိတွင်းယူထားတာဖြစ်ပါတယ်။